အဲ့တော့မြတ်စွာဘုရားကဝိတာခါကိုဥပုတ်၃မျိုးအကြောင်းရှင်းပြတယ်နံပါတ်၁ဥပုတ်ကနွားချောင်းသားရဲ့စိတ်ထားနဲ့နှိုင်းရှင်ပြီးတော့ပြောရတဲ့ဥပုတ်ဆောင်ပြီးတဲ့အဲ့ဒါကတခုအဲ့ဒါကိုပါဠိလိုဂောပါလကုဘောဓထဂောပါလကဥဘောဓထ ဂောပါလကဆိုတာနွားချောင်းသားဥပောတထဆိုတာဥပုတ်နွားချောင်းသားဥပုတ်ဆိုတာနွားချောင်းသားတွေစောင့်တဲ့ဥပုတ်ကိုပြောတာမဟုတ်ဘူးနွားချောင်းသားရဲ့စိတ်နေစိတ်ထားနဲ့နှိုင်းရှင်ပြီးတော့ပြောရတဲ့ဥပုတ်မျိုးလို့ဒီလိုဆိုလို့လေအဲတော့ဥပုတ်တွေဟာဥပုတ်စောင့်ပြီဆိုလို့ရှိရင်မှန်ကန်တဲ့စိတ်ထားရှိဖို့ ရှင်သုံးတဲ့အခါမှာဤစနစ်ကျနာဖို့အမတန်မှအရေးကြီးတယ်ဆိုတော့ထင်ရှားဥပုပ်ဆောင်တယ်လို့ဆိုပြီးတော့မကန်တဲ့ရည်ရွယ်ချက်တွေမပြည့်ဘူးအတိတ်ပဲမရှိဘူးဆိုလို့ရှိရင်ထိုဥပုပ်ဆောင်ရင်အကျိုးဟာရားစွာရမှာမဟုတ်ဘူးဒါကြောင့်ဘုဝိသခာကိုမြတ်စွာဘုရားရှင်းပြတဲ့နံပါတ်1ဥပုပ်ကနွားချောင်းသားရဲ့စိတ်ထားနဲ့နှိုင်းရှင်ပြီးတော့စောင့် နိုင်ရှင်ရမယ်ဥပုံမျိုးတဲ့ဥပုံဆောင်ရင်းမျိုးอ่ะတခုနောက်တခုကနိဂန္ထဘောဓတလို့ခေါ်တယ်နိဂန္ထဆိုတာဘုရားလက်ထက်တော်ခါကလာတုန်းကဘာသာရေးတခုပေါ့ဒီကနေ့အိန္ဒိယခေတ်မှာဂျိန်းဘာသာဝင်လို့ခေါ်တယ်ဂျိန်းဘာသာလို့ခေါ်တယ်ဘုရားမြတ်စွာလက်ထက်တော်ကတော့ဂျိန်းလို့မခေါ်ဘူးနိဂန္ထလို့ခေါ်တယ် အဲ့ဒီနိခန္ဓာယဟန်တွေကလမ်းညွှန်မှုပြုပြီးတော့စောင့်တဲ့နိခန္ဓာတွေရဲ့တရားဓမ္မတွေစောင့်တဲ့ဥပုမျိုးတဲ့အဲ့ဒီဥပုကိုမြတ်စွာဘုရားထည့်ပြီးတော့ဟောတာလားရှိဒါနဲ့တတိထားเสียဒီကနေ့ခင်မှလည်းပဲအခြားဘာသာတွေမှာလည်းဥပုဥပုတွေရှိနေကြတယ်နောက်တစ်ခုကအရိယုပောဒထမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေစောင့်သုံးတဲ့ဥပုတွေ ဟောဒီဥပုက္ကတာအတိတ်ပဲရှိတဲ့ဥပုဖြစ်ရမှာအဲ့တော့ဘာသာရေးလုပ်ငန်းတစ်ခုဟာစနစ်တကျနီလမှန်မှန်ကန်ကန်လုပ်တတ်မှအကျိုးရှိတယ်ဘယ်ရာပဲဖြစ်ဖြစ်ဒါကမှန်ကန်တဲ့နီလနဲ့ကြိုးစားအထုံးမှအရာရာမှအောင်မြင်တယ်အကျိုးရှိတယ်ဆိုတာလား သုံးဖို့လို့ရှိရင်ရီမန်းချက်အတိုင်းဖြစ်ချင်မှဖြစ်